မင်္ဂလာပါရှင်မေလာ20ရွှေရဲ့ဗုဒ္ဓဦးနေရှင်ကုံရဲ့လှလှရှာရန်ကုန်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့2025-2026ပညာသင်နှင့်မြို့နယ်အစဉ်ကျောင်းအနှံ့ရေးနှင့်အခမ်းအနားများကျင်းပတဲ့သတင်း။တွန်တေးခရိုင်ဒလမြို့နယ်2025-2026ပညာသင်နှင့်မြို့နယ်အစဉ်ကျောင်းအနှံ့ရေးနှင့်အခမ်းအနားကိုမေလာ29ရက်နေ့နနက်9:00ကအမတ်တိအခြေခံပညာအထက်တန်းကျောင်းယူဆနာခမ်းမမှကျင်းပရာ။ အမှတ်၁၈အခြေခံပညာမူလာတန်းကျောင်းမှကျောင်းသားကျောင်းသူများကကျောင်းဝန်ထမ်း၏တရင်ဘတ်တစ်ချင်းဖြင့်ပြီးဆိုဖြော်ရည်၍အခမ်းအနားစတင်ဖွင့်လှစ်ပါသည်။ဆက်လက်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆိုင်အောင်မြတ်နှင့်အဖွဲ့ဝင်တပုံမှုပြည့်ပြူဟန်တို့ကအမှားစကားပြောကြားကြပြီးနိုင်ငံတော်မှထောက်ပံ့သောကျောင်းသုံးပုံနှိပ်ပြဋ္ဌာန်းစာအုပ်များပလာစာအုပ်များခဲတံနှင့်ကျောင်းဝန်ဆုံများအားတာဝန်ရှိသူများကပေးအပ်ကြပါသည်။အဲဒီနောက်အမှတ်၁၈အခြေခံပညာမူလာတန်းကျောင်းမှကျောင်းသားကျောင်းသူများကဒူကျောင်းတချင်း အမှတ်၃၀အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများကမြမကျောင်းတချင်းဖြင့်တည်ဆူဖြောပြကြကြောင်းသိရပါတယ်။အလားတူ2025-2026ပညာသင်နှင့်မြို့နယ်အဆင့်ကျောင်းအနေနဲ့အခမ်းအနားကိုမေလ29ရက်နေ့နက်9နာရီကကိုညံကုံမြို့နယ်အမှတ်၄အခြေခံပညာအထက်တန်းကျောင်းစာတိမံခန်းမှမှကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်နှင့်ဥယျာဉ်တင်နဲ့မြို့နယ်ပညာရေးမှူးဒေါက်အေးတန်နာစုတို့ကအမှားစကားပြောကြားကြပြီးကျောင်းသားကျောင်းသူများအားနိုင်ငံတော်မှအခမဲ့ဖြန့်ဝေသောပုံနှိပ်ဗလာစာအုပ်ခဲတံပေါ်ပင်များနဲ့ကျောင်းဝတ်ဆုံများအားတာဝန်ရှိသူများကပေးအပ်ကြကြောင်းသိရပါတယ်။အလားတူပဲ2025-2026ပညာသင်နှင့်ကျောင်းဝတ်နယ်နှင့်ခန္ဓာကိုမေလ28ရက်နေ့နက်9:00နာရီကဘူတထောင်မြို့နယ်အမှတ်6အခြေခံပညာအထက်တန်းကျောင်းအောင်ကျော်ခန်းမတွင်ကျင်းပရာ အမတ်နှစ်အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူလေးများကမြမကျောင်းတချင်းဖြင့်တည်ဆူဖြောပြဖွင့်လှစ်ကြပါရယ်။အဒီနောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်ကအဖွဲ့အမှားစကားပြောကြားပြီးခရိုင်ပညာရေးမှူးဒေါက်တာခင်သူစာစိန်ကပညာရေးမှူးဝါဒများအားရှင်းလင်းပြောကြားပါရယ်။ဆက်လက်ပြီးနိုင်ငံတော်မှအခမဲ့ထောက်ပံ့တဲ့ကျောင်းသုံးပုံလေးစာအုပ်၊ဗလာစာအုပ်၊ဘောပင်ခဲတန်နဲ့ကျောင်းဝတ်စုံများအားပေးရကြပြီးမြို့နယ်မိခင်နေကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါက်ခင်ညွန့်နဲ့အဖွဲ့ဝင်များက တန်ရှင်ရေးပစ္စည်းများကိုလူတန်းကြကြောင်းသိရပါတယ်။အလားတူ2025-2026ပညာသင်နှင့်မြို့နယ်အဆင့်ကျောင်းဝန်ထမ်းရေးနှင့်အခမ်းအနားကိုမေလ28ရက်နေ့နဲ့10နာရီကတကုံမြို့သစ်တောင်ပိုင်းမြို့နယ်အမှတ်1အခြေခံပညာအထက်တန်းကျောင်းနဝရခမ်းမမှာပြုလုပ်ရာ မတ်နှစ်ခြေခံပညာထက်တန်းကျောင်းမှကျောင်းသားကျောင်းသူလေးများကမြမကျောင်းတချင်းဖြင့်တိစုပ်ဖြော်ပြဖွင့်လှစ်ကြပါရယ်။အဒီနောက် တကုံမျိုးတိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်နှင့်ဒေါက်တာရွှေပြည်စိုးနှင့်ခရိုင်ပညာရေးမှူးဆရာကြီးဦးငွေသူရာတို့ကအမှားစကားပြောကြားကြပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းလွင်မြို့နယ်ပညာရေးမှူးဦးကီလောဟာနှင့်တာဝန်ရှိသူများကနိုင်ငံတော်မှအခမဲ့ထောက်ပံ့သောကျောင်းသုံးပုံလေးစာအုပ်ဗလာစာအုပ်ကျောင်းဝတ်စုံခဲတံတွေပေါ်ပြများပေးကြပါရယ်။ အဲ့ဒီနောက်ကျောင်းသားကျောင်းသူလေးများကစာတိမတ်တခြင်းဖြင့်တည်ဆူပြောပြကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းများကိုတော့ခင်ဆန္နာမြင့်ဆွေနွဲခင်ဝင်းနဲ့နေမျိုးအောင်တို့ကပြဖို့လာတာပဲဖြစ်ပါတယ်ဆလတ်င်ဆမဲတရင်ကတော့မော်ဘီနဲ့တရားမျိုးနယ်များတွင်သွေးလွန်ဒုက္ခရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်တဲ့တရင်မိုးရင်းကာလသွေးလွန်ဒုက္ခရောဂါကာကွယ်ရေးနှင့်ပိုးလောင်လန်းပေါက်ဖွားမှုမှကာကွယ်နိုင်ရန်မြို့နယ်စီမင်းသားရေးမှုဆောင်အရာရှိဦးခင်ဦးနဲ့စီမင်းသားရေးဝန်ထမ်းများကမေလ29ရက်နေ့နဲ့9ရက်ကြာ မော်ဘီမြို့နယ်အမှတ်2ရပ်ကွက်နဲ့အမှတ်3ရပ်ကွက်အခြေခံပညာမူလာတန်းကျောင်းများတွင်ကျောင်းနှင်းကျောင်းပြင်ချင်းစည်ဖြန့်ခြင်းကျောင်းနှင်းရှိအုတ်ကံရေကံများအတွင်အပိစေခက်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ကြကြောင်းသိရပါသည်။အလားတူသွေးနွတ်ဒုက္ခရောဂါကျူတင်ကာကွယ်နှင်းနည်းရေးအတွက်အပိစေခက်ခြင်းနှင့်ဖုံးသွင်းလဲစစ်လုပ်ငန်းများကိုကျန်းမာရေးဝန်ထမ်းများ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းဝင်များမြို့နယ်စီမံသားအရေးဝန်ထမ်းများမိသက်တပ်ဖွဲ့ဝင်များဆရာဆရာမများပူးပေါင်းပြီးမေလ29ရက်နေ့နက်9နာရီကတန်လင်းခရိုင်တရားမြို့အမှတ်၁ရပ်ကွက်အတွင်းရှိဖုံးတော်ကြီးစာတင်ကျောင်းတွင်ပြုလုပ်ကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့စံဝင်နဲ့ခန့်စီသူဝင်းတို့ကပေးပို့လာတာပါ။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ရန်ကုန်တိုင်းဒေသကြီးအတွင်းကိုဗစ်အတည်ပြုလူနာ6ဦးတွေ့ရှိတဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးတွင်ကိုဗစ်အထူးပြုလူနာ6ဦးတွေ့ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာပါသည်။မေလ18ရက်မှ25ရက်အထိရတရပတ်အတွင်းတခွဲနမူနာစုစုပေါင်း2954ခုကိုစစ်ဆေးခဲ့ရာကိုဗစ်ပိုးတွေအတည်ပြုလူနာသစ်6ဦးကိုတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါကိုဗစ်ပိုးထွေလူနာ6ဦးမှာတကုံမြို့နယ်မှာ2ဦး၊အင်းစိန်မြို့နယ်မှာ2ဦး၊တာဂေတာမြို့နယ်မှာ2ဦး၊ကုံမှုမြို့နယ်မှာ2ဦးနဲ့တကုံမြို့သည့်အရှေ့ပိုင်းမှာ2ဦးတွေ့ရှိခဲ့ကြောင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ရောဂါပိုးတွေ့ရှိမှုရာဂိုင်းနှုန်းမှာ3ညတသမာနှစ်နှစ်ရာဂိုင်းနှုန်းဖြစ်ပြီးပြင်းထန်လူနာအထူးကြက်မကူတာမှုပေးရတဲ့လူနာနဲ့ကိုဗစ်19ရောဂါဖြင့်သေဆုံးလူနာမရှိကြောင်းလည်းသိရှိရပါဗျ။လက်ရှိမှာတွေ့ရှိရတဲ့ဗီဇပြောင်းပိုးများဟာ ကမ္ဘာနိုင်ငံများတွင်ကူးစက်လျက်ရှိပြီးတော့ပြင်းထန်မှုမရှိတဲ့မျိုးကွဲများဖြစ်လို့အခုထုံးနှံပေးနေတဲ့ယောဂကာကွယ်ဆေးများဖြင့်ထိရောက်စွာကာကွယ်နိုင်ကြောင်းကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်းလေစိတ်စိတ်ကံနေဆက်ကိများတွင်ယောဂဆောင်ချက်ကြည့်ရှုခြင်းတန်တရားလက္ခဏာရှိသူများကိုတကွေးစစ်ဆေးခြင်းမျိုးရိုးဗီဇပြောင်းလဲမှုစစ်ဆေးခြင်းကာကွယ်ဆေးထိုးနှံပေးခြင်းများဆောင်ပေးလျက်ရှိကြောင်းလည်းသိရှိရပါတယ်ရှင်။ ကျမတို့ရန်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချင်းအတပြေးနည်းသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။